မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာနော်ဒီနေ့မှာတော့ဆရာကရှက်ရဲ့မိတ်ဆွေဂျာစာပရိသသမီးမိတ်ဆွေတွေအတွက်2025မတ်လ21ရက်နေ့ရနေ့လကုန်အထိမိတ်ဆွေတို့အတွက်ရှောင်းရံဆောင်ရံအတွက်ကံကြမ္မာဟောစတန်းကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဂျာစာပရိသသမီးမိတ်ဆွေတွေဘယ်ကကြည့်နေရလဲဆိုတာဆရာကိုမှန်ပြကြပါဦးခင်ဗျာဒီ2025ခုနှစ်မတ်လအတွင်းမှာဂျာစာပရိသသမီးမိတ်ဆွေတွေကမိတ်ဆွေတို့ရဲ့လက်ရှိစိတ်ထဲမှာအဲဖြစ်ရှင်တဲ့စိတ်တွေ ပြင်းပြနေတဲ့ညီကိုမောင်နှမကိစ္စလေးတွေအိမ်မေးရဲ့ကိစ္စလေးတွေမိသားစုအိမ်အတွင်းမှာဖြစ်စေညီကိုမောင်နှမနဲ့ပတ်သက်ပြီးတော့နားလည်မှုလွဲနေတာမျိုးတွေကိုပြန်လည်တက်မှတ်အောင်စ조사တဲ့တော့ကာလာပိုင်းခြားဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်ကျသာပရိသတ်မိတ်ဆွေတို့အနေနဲ့လက်ရှိမှာမိတ်ဆွေအနေနဲ့ဒီကာလာတော်တွေမှာမိမိတို့အနေနဲ့မိသားစုကိစ္စအိမ်တွင်းရဲ့ကိစ္စအဆင်မပြေမှုကိစ္စလေးတွေကိုအဆင်ပြေအောင်စ조사ဆွမ်းဆောင်ခြင်းကအားသာကောင်းမှုပြီးတော့တိုးတက်စေတဲ့ကာလာဖြစ်ပါတယ်။ထို့ပြင်မိတ်ဆွေတို့လက်ရှိကာလာအတွင်းမှာကျမကြီးကျမကြီးနဲ့ပတ်သက်လာရင်တော့အထူးသဖြင့် ရာသီအလေးထားအကူပြောင်းကာလလေးတွေကြောင့်အကြောအစီအမြင်ကြောက်ကအဆရှိတဲ့အရာမျိုးမျိုးလေးတွေနဲ့ပတ်သက်လို့ဖြစ်စေအဲဆိုတာလို့ပေါ့ခါတို့ဒူးတို့နဲ့ပတ်သက်တာမျိုးလေးတွေမှာဖြစ်ရတတ်တော့လေစိုးစိုးဝါးဝါးပါမှတော့မရှိလာပါဘူးသို့တော့မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲသူတို့ဘာရဲ့ကျမ်းမာရေးမကောင်းမှုလေးတွေကိုဘိုးကပြန်ပြီးတော့မေးရတာမျိုးလေးတွေသူတို့ဘာရဲ့ကျမ်းမာရေးမကောင်းမှုလေးတွေမှာငွေကြီးလေးအတုမဟုတ်မိမိရဲ့စေဝါကလေးတက်နိုင်တယ်လို့လူတိုင်းမိမိရဲ့ကျမ်းမာရေးကဟာကောင်းမွန်လာမယ်ဆိုတော့ကတ်မျိုးဖြစ်နေပါတယ်ခင်ဗျာဒါဟာပြမိတ်ဆွေတို့အနေနဲ့အလောက်ကအလောက်ကိုင်းနဲ့ပတ်သက်လာရင် လက်ရှိမှာ လုပ်ငန်းကြီးကိုအရန်ကြီးရုံးကန်ပြီးတော့တိုးချက်လှုပ်ဆောင်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစေနေပါတယ်ခင်ဗျာ။ဒါကြောင့်လုပ်ငန်းနဲ့ပတ်သက်ရင်ညီညီကလေးနေပါ၊ယာထူးတိုးခြင်း၊ယာထူးတက်ခြင်း၊လုပ်ငန်းပြောင်းခြင်း၊အလုပ်ပြောင်းခြင်းနဲ့ပတ်သက်ရင်ဖြစ်နိုင်လို့ရှိရင်အရန်ကြီးတိုးချက်လှုပ်ဆောင်တာမျိုးမလုပ်ပါနဲ့။အဲယုံးလီနစ်လေးဖျက်တက်တယ်လို့မိတ်ဆွေတို့နေနဲ့အလုပ်ကိုင်းနဲ့ပတ်သက်လာတဲ့အခါလုပ်ငန်းအဟောင်းကြီးကိုအဲဒီထက်ပိုပြီးတက်စင်တိုးမြဲနာလို့မျိုးလေးတွေကံရဲ့အားနည်းမှုကိုဖြစ်စေတယ်။ဒါအပြင်မိတ်ဆွေတို့နေနဲ့အလောင်းကစားအပြော်ဘာနဲ့ပတ်သက်တာလေးတွေမှာတတိထားစင်နေရမယ့်ကာလဖြစ်တယ်။ထို့အပြင်အဲ ဓာတ်ကုတ်ရာကိုလက်မရှုပ်မိစေနဲ့သူတစ်ပါးတွေရဲ့အိမ်နွေးရေးကိစ္စမိသားစုရေးကိစ္စအပေါင်းအသင်းရေးကိစ္စမိဆွေရေးကိစ္စတွေမှာကိုကဝင်ပြီးတော့ဖြည့်ရှင်းလိုက်တာမျိုးတွေဟာအဲဘာမှမလိုလားအပ်တဲ့အတွေးလင်မှုတွေအမလိုလားအပ်တဲ့အစီအမပြေမှုတွေတဦးနဲ့တူတယောက်နဲ့တယောက်အနှဲငယ်လေးနားလည်မှုလွဲရတာမျိုးတွေဖြစ်တတ်တဲ့အတွက်တော့လက်ရှိမှာစေတနာတွေဝေဒနာဖြစ်ရတတ်တယ်ထို့အပြင်အများအားနဲ့ပတ်သက်သောလုပ်ငန်းတွေမှာအတက်နိုင်ဆုံးလှုပ်ဆောင်တဲ့မိဆွေများသတိထားပါစင်ညမှာဒါအပြင်မိတ်ဟောင်းဆွေဟောင်းတွေအားနည်းစီပါတယ် အဲလုပ်ငန်းခိုင်ခန့်နဲ့ပတ်သက်ပြီးတော့လက်ရှိလုပ်ငန်းကနေပြီးတော့ထပ်ဆင့်တိုးချဲ့လှုပ်ဆောင်တာမျိုးတွေကကံရဲ့အားနည်းမှုကိုအနည်းငယ်ကိုရရှိတတ်သောကာလဖြစ်တယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိကာလအပိုင်းခြားတွေမှာဆိုရင်အပျော်ပါးနဲ့ပတ်သက်တာတွေအလောင်းစားနဲ့ပတ်သက်တာတွေအားနည်းစေတယ်။ပညာရေးနဲ့ပတ်သက်လာရင်နည်းနည်းလေး ပုံမူပြီးတော့ဘယ်လိုဆွနာလို့ပေါ့စိတ်ပိုင်းဖြတ်ရလို့ပတ်တယ်စိတ်နှက်ခွဖြစ်တတ်တယ်ပညာရေးနဲ့ပတ်သက်လာရင်ဒါကိုပဲလုပ်ရင်ကောင်းဟိုကိုပဲလုပ်ရင်ကောင်းပညာရေးနဲ့ပတ်သက်လာရင်ဒီဥမာပေါ့ကလေးတွေစမိုးပဲဖြစ်မှာဆိုရင်ဒီအပုပ်ကိုပဲဖြစ်ရင်ကောင်းဟိုဘက်ပုပ်ကိုပဲဖြစ်ရင်ကောင်းဆိုပြီးတော့အိုးနှင်းခွနဲ့လေနံနှစ်ဖက်နင်းတတ်တယ်လို့ဖြစ်တတ်တဲ့အတွက်မိတ်ဆွေကြာသာပြီးသာသမီမိတ်ဆွေများအနေနဲ့တိတိကျကျကိုတစ်ခုကိုတစ်ခုဆုပ်ဖြတ်ပြီးတော့ပိုင်ပိုင်နိုင်နိုင်ဖြည့်ချင်းပေးပြီးတော့စမိုးပဲပါဖြည့်ဆို့လိုအပ်ပါတယ် ဒါအပြင်မိတ်ဆွေလက်ရှိကာလအတော်တွေမှာဆိုလို့ရှိရင်လုပ်ငန်းခိုင်ခံနဲ့ပတ်သက်လာတဲ့အခါမှာဖြစ်နိုင်လို့ရှိရင်တဲ့မပြီးမပြတ်ဖြစ်နေသောကိစ္စတွေကိုပြီးပြတ်အောင်လုံဆောင်ပါရတယ်เนาะလုပ်ငန်းအသစ်စားတာအလုပ်အသစ်စားတာယာလူလုပ်ငန်းခိုင်ခံနဲ့ပတ်သက်ပြီးအသစ်တိုးချဲ့တာမျိုးတက်မိမိလက်ရှိလုပ်နေတဲ့အလုပ်တွေကိုပြီးပြတ်အောင်ပြီးမြောက်အောင်ဆောင်ရွက်တာဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာစေနိုင်ပြီးတော့မိစားတစ်ဖက်ရေမုတ်တစ်ဖက်လုပ်ငန်းလေးလေးနံတစ်ဖက်ခွာနှင်းထားတာတွေအိုးနှင်းခွက်နှင်းလှုပ်ထားတဲ့အလုပ်တွေမှာကံရဲ့ညံ့အားနည်းမှုကိုရရှိတတ်တဲ့အတွက်တော့လက်ရှိမှာတတိထားစင်ကြီးရအတွက်တော့အနည်းငယ်လေးတတိပြုရန်လိုအပ်သောကာလဖြစ်ပါတယ် မြာယာဓုလုံငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ယာဓုတို့ယာဓုတက်ကိမရှိပါဘူးခင်ဗျာအားရပါရပြောလိုက်ပါမရှိပါဘူးခင်ဗျာအဲနေရာအမယာဓုမယာဓုတင်နေရာတင်ယာဓုလုံငန်းကိုင်ငန်းနဲ့ပတ်သက်လာလို့ရှိရင်ယာဓုတို့ကိုယာဓုတက်ဖို့ထက်ကိုလက်ရှိယာဓုကနေမြဲအောင်ကြိုးစားရတာမျိုးလက်ရှိအလုံးမှာရုန်းကန်နေရတာမျိုးစိတ်မပျော်တာမျိုးဖြစ်ရတတ်တဲ့အတွက်တော့ယာဓုတို့တက်လာအာအင်မတန်မှနေသောကာလအပိုင်းကြာကာလဖြစ်ပါတယ်လူငယ်တွေအရှိကြီးမှာတော့ မဂျစ်စတီယမ်ဆိုတော့ကံမျိုးကြီးဖြစ်နေတဲ့အတွက်အလက်အရှိမှဆိုရင်တော့တဦးနဲ့တဦးတယောက်နဲ့တယောက်တန်တရားတွေများစွာမထားဖို့လိုအပ်တယ်အိမ်တော်ပြည်ရန်အတွက်တဦးနဲ့တဦးတယောက်နဲ့တယောက်သမီးစားများအနေနဲ့စိတ်ဆက်ရတိုင်းမြေကမှအဲ၎င်းရဲ့အဆွဲအဆောင်တွေမဟုတ်ဆိုတာမမြင်ရတဲ့ပုံကိုယ်တွေရဲ့အလက်အပြောင်းလေးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့အထက်နိုင်ဆုံးဘာကိုဖြစ်ဖြစ်မဖြစ်ပေါ်လာသေးတော့အိမ်တော်ကြီးကိစ္စစိတ်ဆက်တောက်ကြောင်းလည်းမှုကိစ္စအိမ်တော်ကြီးကိစ္စလေးတွေမှာဆိုရင်တော့ပြောဆိုရတဲ့အခါမှာအဲ ကိုကဖြစ်ချင်တာတခုဖြစ်လာတာတခုဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့အလှည့်အပြောင်းနဲ့အဲမျက်လှည့်ပြတယ်လို့ဆန်ဆန်ဖြစ်ရတတ်တဲ့အတွက်ငဘိုးကတော့တယောက်နဲ့တယောက်တူနဲ့တူသမီးကြီးသားကြီးတွေမှာအဆင်မပြေနေဘူးဒါပေမဲ့မထင်မှတ်ဖြစ်ရသွားတာမျိုးအဲသို့မဟုတ်လို့ရှိရင်လည်းအိမ်တော်ပြုမယ်စိတ်ဆက်ကြရတိုင်ပင်ထားကမှမထင်မှတ်ဖဲနဲ့ အဲနားလည်မှုတွေရက်တက်သွားတာမျိုးလေးတွေကြော်ဝတတ်တဲ့အတွက်တော့ဒီအလဲပြောင်းလေးတွေ view size တွေပေးဖို့လိုအပ်ပါတယ်အထူးသဖြင့်မိမိတက်အထက်လူကြီးအကြီးအကဲမိဘအဖေအမအမေအစရှိတဲ့အကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့အရှိရေးအိမ်တော်ကြီးမှာတိုင်မင်းလာအားနည်းစီပါတယ်ခင်ဗျာနော်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ view size တွေပေးဖို့လိုအပ်ပါတယ်လူငယ်တွေအရှိရေးမှာတော့ရည်စားသည်ချစ်သူသည်ပူဇော်သည်ရရှိတတ်သောကာလဖြစ်ပါတယ်သို့တော့ပုံမြတာနဲ့လက်ရှိကာလတို့တွေမှာပါပေါ်ရင်လည်းယာယီပူဇော်မြတာဖြစ်ပါလိမ့်မယ်အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ မမဆိုးရည်စရာမရှိဘူး။နဂိုကအိမ်တော်ကြီးနဲ့ပတ်သက်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးစိတ်တိုင်းမကြမှုတွေတော့လက်ရှိမှာစိတ်တိုင်းကြလာတာမျိုးတွေကြိုးဝါတက်တယ်။နဂိုကအားကိုးမှုမရှိတော့အိမ်တော်ဘက်နဲ့ပတ်သက်လိုက်အားကိုးလာရတာမျိုးလျှောက်ချားနဲ့ပတ်သက်ပြီးတော့မိမိရဲ့အတူမဟုတ်ဇနီးမယားနဲ့ပတ်သက်ပြီးအိမ်တော်ဘက်နဲ့ပတ်သက်ရင်အထောက်အကူနဲ့အေးချမ်းမှုနဲ့နှွေးထွေးမှုတွေရရှိတတ်တယ်လို့အိမ်တော်ကြီးဒုက္ခကိုခံစားရမယ်ကံလို့ဖြစ်တဲ့အတွက်တော့မိတ်ဆွေကြာစာပိသသမီးတွေဟာအိမ်တော်ကြီးနဲ့ပတ်သက်လိုက်ဘာဖြစ်ဖြစ်ဖြစ်စီလို့ဆောင်ရလှုပ်ဆောင်ပါအထူးသဖြင့်ဘာသာရေးဆိုင်ရာကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့အကူအညီပြုလုပ်တာမျိုးလေးတွေဟာမိတ်ဆွေတို့ရဲ့အိမ်တော်ကြီးကံကိုညံ့နေတာကိုဆွဲယူပျောက်ကင်းနိုင်တယ်လို့မိတ်ဆွေရဲ့ ဲ့အိမ်တော်ဘက်နဲ့ပတ်သက်လာရင်ဦးစင်ရဟန်းဝတ်ဖို့တိုက်တွန်းတာမျိုးတို့မဟုတ်လို့ရှိရင်အလူဒါနပြုဖို့အတွက်ကိုတွန်းအားပေးတာမျိုးတွေလေလှုပ်ဆောင်လိုက်တာမျိုးဆိုရင်မိတ်ဆွေတို့ရဲ့အိမ်တော်ကြီးဟာတကယ်ကိုတာတာရရနဲ့မိမိပြောဆိုတဲ့အောင်မြင်ပြီးတော့ပြီးပြည့်စုံတဲ့အိမ်တော်မှုတစ်ခုကိုရရှိလာမယ်ကံမျိုးဖြစ်ပါတယ်ခင်ဗျာ ထို့ပြင်အိမ်တော်ဘက်နဲ့ပတ်သက်လို့ရှိရင်အမွေကိစ္စတွေရရှိတတ်တယ်ပြီးတော့စိုးသွမ်းနေတော့ငကူကထိ ंछ ုံမရတော့ပြောဆိုလို့မရတော့အိမ်တော်ရှင်များအနေနဲ့ဆိုလို့ရှင်လက်ရှိမှာသူ့ကိုယ်သူပြန်လဲပြီးတော့အတိကတ်သတိကတ်ပြီးပြန်လဲပြင်ဆင်လာတတ်တဲ့အတွက်မိမိဟာအလကားပါဆိုတာလက်ကမ်းကျို့ဆိုပြီးတော့တုံးနဲ့လူတယောက်နဲ့တယောက်န ားလည်မှုရှိရှိနဲ့အကောင်းဆုံးပြဿနာကိုဖြေရှင်းရင်အဆင်ပြေခြင်းနဲ့တူတက်ခြင်းတွေရရှိလာပါလိမ့်မယ်။ထို့အပြင်မထင်မှာပဲမိမိရဲ့အိမ်မက်ထဲမှာဖုန်ကြီးယဟန်အလူကပုဂ္ဂိုလ်သိမ်ပရဝန်ဇေဒီအဆရှိတာတွေနဲ့အိမ်မက်ဆွဲမတ်တဲ့အခါမိတ်ဆွေရဲ့ကဟာတူတက်မှုနဲ့အာသာမှုကိုရရှိတတ်တဲ့အတွက်ထိုကာလမျိုးရောက်ရှိတဲ့အခါမှာထီကန်ဆန်းနာမျိုးအကျိုးပေးပါတယ်။အကျိုးပြီးတော့ခဏအခရာတွေနဲ့ဆိုရင်၅ခဏ၊ခုနှစ်ခဏ၊၉ခဏဟာမိတ်ဆွေတို့ရဲ့ကံကိုတူတက်ကောင်းမွန်စေပြီးတော့ အဆင်ပြေအားတာပြီးတော့ကံကောင်းစေပါမယ်။တခုခုကိုလူရရည်ရွယ်ရည်စုပြီးတော့အဲဆွနာလူကိုကံစမ်းတာဟာမိစုလူရကံကိုတိုးတက်ကောင်းမွန်စေတော့ကာလအပတ်တာအပိုင်ချဖြစ်ပါလေ။ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့မိမိရည်မှန်းထားတဲ့လောက်မျှော်လင့်ထားတဲ့လောက်ရရှိမဲ့ကံမျိုးဖြစ်တယ်။သို့တော့ရည်မှန်းထားတဲ့လောက်တောင်းတတဲ့လောက်မျှော်လင့်ထားတဲ့ကိစ္စတွေမှာလည်းကိုကိုယ်တိုင်ဥစည်းဥဆောင်လောက်ကမှအောင်မြင်မယ်။စကားကိုခက်ရှင်းရှင်းနဲ့ နည်းနည်းပြောတာဟာငွေကြေးကိစ္စတွေမှာထိရောက်တော့အကြံပေးခြင်းဖြစ်တယ်လို့ဆရာကအကြံပေးလိုက်ပါသေးတယ်။ငွေကြေးနဲ့ပတ်သက်ရင် a lot of money ငွေတွေလိုအပ်တာတွေလိုအပ်တယ်လို့ပဲ we just do ပေါ့ကိုကိုတိုင်းရေရေဝုန်းနဲ့ဆရာဆရာလင်းတိုင်းညွန်လို့ဖြစ်နေနော်။ဆိုတော့ဟိုကိုကိုတိုင်းရေရေဝုန်းနဲ့တရားတွေဆွဆွဆဆောင်နဲ့တိတိကျကျအောင်လှုပ်ဆောင်မှုလိုအပ်တယ်။သို့တော့ကိုကမှတကယ်ကိုလက်တွေ့ကြကြမလို့ပဲယောတိယောရဲလုပ်မယ်ဆိုရင်တော့တကယ်ကိုယောတိယောရဲဖြစ်နေတတ်တဲ့အတွက်ငွေကြီးကဟာကိုလုံရင်လုံသလား စ조사ရင်조사တလောက်ရရှိနိုင်ပါတယ်ဒီနေရာမှာဟိုဆွမ်းဆက်လောက်တော့ကို조사ခဲ့ပါတယ်ဆိုတော့ဒီအဲ့ဒါမျိုးမရဘူးကိုကိုတိုင်း조사ရမယ်ကာလဖြစ်တဲ့အတွက်ငွေကြေးနဲ့ပတ်သက်ရင်တော့ဒီကြတဲ့မိတ်ဆွေတို့နဲ့ဦးစီးဦးဆောင်ပြီးတော့ရဲဝင်လှုပ်ဆောင်တာဟာခက်ပြပြလှုပ်ဆောင်တာဟာကောင်းမွန်သောကာလအပတ်တာအပိုင်းချဖြစ်တယ်အားပြင်မိတ်ဆွေတို့ တုံးနဲ့တူတယောက်နဲ့တယောက်အဆင်မပြေမှုတွေရှိရင်လက်ရှိမှာအဆင်ပြေမှုတွေရရှိတတ်တယ်လက်လွန်ထားတဲ့ငွေကြေးတွေပြန်လဲရရှိတတ်ပါတယ်ထို့အပြင်သားသမီးကိစ္စလေးတွေနဲ့ပတ်သက်ရင်သားသမီးတွေရဲ့လူငယ်တွေရဲ့မေတ္တာရေးကိစ္စလေးတွေကြောင့်သားသမီးတွေရဲ့ပညာရေးကိစ္စလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောတော့အနေငယ်လေးဖြစ်ရတတ်တယ်လက်ရှိကိုခြုံငုံတုံးတတ်ရရှားစားပြီးသားသမီးတွေဟာအေးချမ်းမှုပတ်နဲ့ငြိမ်းချမ်းမှုပတ်ကိုသွားမယ်ဆိုရင်ကံဟာကောင်းမွန်တဲ့ပတ်မှာရောက်ရှိလာပြီးတော့အပြိုင်ဆိုင်တဲ့ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့လောဘနဲ့သူ့မဟုတ်အပြိုင်ဆိုင်တဲ့ရန်အတေဒီကြားမှာငါဟာအောင်မြင်အောင်ဆွတ်ဆောင်မယ်ဆိုရင်တော့စိတ်ပန်းလူမှန်ပြီးတော့ကံဟာအကြဘက်ကိုနေငယ်သွားတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နေနဲ့ကိုကိုတိုင်းပါကိုရွေးချယ်ရွေးချယ်ဘာသာတရားလေးတစ်ခုကိုလှုပ်ဆောင်တာကောင်းတဲ့ကာလဖြစ်ပါတယ် ထို့ပြင်မိတ်ဆွေတို့နဲ့နိုင်ငံခြားခီးသွားတဲ့ပတ်သက်တာ passport visa လုပ်ငန်းနဲ့ပတ်သက်ရင်အမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုရယူပြီးသွားပါတယ်။ဒါဆိုရင်နိုင်ငံခြားကိစ္စခီးသွားကိစ္စ passport ကိစ္စ visa ကိစ္စတွေအဆင်ပြေပါလိမ့်မယ်။အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိအိမ်ကနေမသွားမီမှာလက်ခုပ်လက်ဝါသုံးချက်တီးပြီးတော့လိုရာကိုပြုမှုဆောင်ရရင်အောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိပါလိမ့်မယ်။မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောက်တွက်စီဖို့ဆိုရင်တပြေ၆ခန့်နဲ့ရိုက်ကုန်တီးပြီးပြီးရောင်းပါလေခင်ဗျာ။ဒါအပြင်ဆက်ဆက်ရရအစဉ်ပြေစီရအတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြစ်ဒီအဖက်တာတော့မှာမိတ်ဆွေတို့ဂျာစာပတိ အင်္ဂါသာသမိတွေနဲ့တွဲလို့တာမျိုးဟာကံကိုအားသာစေပြီးတော့တောက်ကြသာသမိတွေနဲ့တွဲလို့တာမျိုးဟာတတိထားစင်ကြစေလိုပါတယ်အဋိဋ္ဌံပြုလုပ်လို့လို့ရှိရင်ဂုံတော်ကိုးပါးကိုကိုးနဝင်းပတိစိတ်ပါကအဆက်ဆက်အဲအအောင်မြင်အစီအပြီးနိုင်ချောင်းဆရာကပြောရင်းနဲ့ကဲဒီလောက်ပါပဲကျဆာပြုသာသမိတွေနောက်တစ်ပတ်မှာပြန်တွေ့ပါမယ်ဒီ2025ခုနှစ်မတ်လအတွင်းမှာတောက်ကြသာသမိမိတ်ဆွေများမိတ်ဆွေတို့ရဲ့ယဉ်ထဲမှာအရာရာကိုအပြိုင်ဆိုင်တိုက်ခိုက်တွေများနေတယ် လုံငန်းခိုင်ငန်းနဲ့ပတ်သက်လို့လုံနဲ့ပတ်သက်လို့ရှိရင်လေကိုကိုလိုက်ပြိုင်နေတဲ့သူတွေပေါ်နေတတ်တယ်။ထို့အပြင်တောက်ကြသားမျိုးမျိုးရှိတယ်လက်ရှိမှာကိုကပါလို့လို့ကိုကိုအပြိုင်ဆိုင်အတိုက်ခိုက်လေးတွေဖြစ်နေတတ်တဲ့အတွက်တော့အပြိုင်ဆိုင်နေကြတဲ့ကအတိုက်ခိုက်အခက်အခဲတွေကြတဲ့ကစူးစမ်းယုံဖွံ့မှာသာအအပြိုင်ဆိုင်တွေကိုစိတ်ဝင်စားတဲ့သူမှသာမိတ်ဆွေတို့အနေနဲ့တိုးတက်ခြင်းနဲ့အောင်မြင်ခြင်းကိုရရှိပါလိမ့်မယ်။လုပ်ငန်းနဲ့ပတ်သက်ရင်လည်းလုပ်ငန်းပြရင်လုပ်ပြရင်လေးတွေပေါ်နေရတတ်တယ်။အဲ ဆွနာတော့စီးပွားရေးနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ်ဘယ်အရာရာမှအပြိုင်ဆိုင်လေးတွေပေါ်နေရတာမိတ်ဆွေရဲ့ကံတာဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတောက်ကြတော်သမီးများလက်ရှိမိတ်ဆွေတို့ရဲ့ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့လက်ရှိမှာစိုးရိမ်စရာဘာမှမရှိဘူးလက်ရှိရှိနေတဲ့အနေအထားကနေပြီးတော့ရုံရော့သွားနိုင်စရာဆုံးရှုံးသွားနိုင်စရာဘာမှမရှိဘူးတို့ရတွင်အဲငွေကြေးနဲ့ပတ်သက်လာတဲ့အခါမှာအထူးသဖြင့် ဟိုမိမိအနေနဲ့မိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ငွေဝင်လာတာမျိုးတွေငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်အဲမိမိရဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဖြစ်စီအမွေကိစ္စလေးတွေအဲဒီလိုမျိုးကိစ္စလေးတွေလုပ်ငန်းရင်းနှီးထားတဲ့ကိစ္စလေးတွေမှာငွေလုံငန်းရင်းနှီးဝင်လာတတ်တယ်ဒါအပြင်တဏ္ဍာပြုဖို့အတွက်အလူဒါနာကိစ္စတဏ္ဍာရေးကိစ္စဘာသာရေးကိစ္စလှုပ်ဆောင်မယ်လို့တွေးထားတော့တောက်ကြတာသမီးမိတ်ဆွေများ မိတ်ဆွေတို့မကြခင်မှာရည်ရွယ်ချက်တွေပြည့်သွားလာပါလိမ့်မယ်။သို့တော့ကိုကတကယ်ကိုလှုပ်ပေးနိုင်မှာလားလှုပ်မပေးနိုင်ပဲခတိခံလာရင်မိတ်ဆွေတို့ရဲ့ဒါလေးတွေကိုဂယူဆိုင်စင်နေဖို့လိုအပ်ပါလေ။အဲအလူတန်းကိစ္စတွေမှာငွေကုန်ကြီးကြများတာမျိုးဘာသာရေးကိစ္စလေးတွေမှာငွေကုန်ကြီးကြများတာမျိုးတာနာပြုရေးဆိုင်ရာကိစ္စလေးတွေမှာငွေကုန်ကြီးကြများတတ်တယ်လို့ဘုံကြီးရဟန်းတိမ်ပရဝံအစကြီးတဲ့အရာလေးတွေနဲ့ပတ်သက်ပြီးတော့ငွေဒီအကြောင်းပြုပြီးတော့ဝင်လာတတ်သောအပတ္တကာလအပိုင်းခြားဖြစ်ပါလေခင်ဗျာ။ကြမ်းပါရဲ့။ ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်မိမိတို့အနေနဲ့ဆရာဝန်မအမျိုးသမီးဆရာဝန်တဦးတယောက်ကနေပြီးတော့ခြာပွေပြီးတော့ကုသလာမျိုးဖြစ်စေအမျိုးမိမိထက်အသက်အရွယ်ဟောဝါခေါ်ကြီးတော့အမျိုးသမီးဆရာဝန်ဒေါက်တာအဆရှိတဲ့သူတွေနဲ့ပြတာကြည့်ပါမိမိရဲ့ကံကကျမ်းမာရေးနဲ့ပတ်သက်အောင်မြင်ချင်းတိုးတက်ရှင်တမားဆိုဦးမနော်အဲ့တော့တမားဆိုဦးမဆိုတဲ့အတိုင်းပဲအိုရဲဆရာတွေနားမှာပြတာမျိုးအိုရဲဆိုတာအိုတွေကိုပြောမှမဟုတ်ဘူးအသက်ကြီးတဲ့ ဆရာသမားတွေကမှပြလာမြဲဒါမျိုးကမိတ်ဆွေရဲ့ကံကိုမိတ်ဆွေရဲ့နှစ်ရှည်လာများစွာခံစားနေရတဲ့ကျမကြီးဟာပျောက်ကင်းလာနိုင်သောအတိုင်းအတာကာလအပိုင်းခြားကိုရောက်ရှိနေပါလေအလောက်ကအလောက်ကိုင်းနဲ့ပတ်သက်ရင်ငွေကြေးကိစ္စတွေအစုချေရာနဲ့ပတ်သက်တာတွေငွေကြေးနဲ့ပတ်သက်ပြီးကွန်ပျူတာကအဆရှိတာတွေလက်လွန်တာတဲ့ငွေကြေးတွေပြန်လဲတောင်းဆိုတာမျိုးတွေငွေကြေးနဲ့ပတ်သက်လို့ယင်းနီးလှုပ်ဆောင်တာမျိုးလေးတွေမှာအားတာမှုကောင်းမှုတွေရရှိတတ်တယ်ရှေ့တူဆောင်ရွက်လှုပ်ဆောင်မှာယာရုလုပ်ငန်းကိုင်းကန်နဲ့ပတ်သက်ရင်ယာရုတူလုပ်ငန်း သူတွေမှာအပြိုင်ဆိုင်နေများသလားအတိအပြိုင်ဆိုင်နေကြတဲ့ဟာမိမိဟာအပြုံးလေးနဲ့သာရှေ့ဆက်ပါအဲဆွမ်းနာလိုကအထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီဆောင်မမှုကိုရရှိတတ်တယ်ရှေ့တို့ဆောင်ရလှုပ်ဆောင်ပါမထင်မှတ်ဘဲနဲ့ငွေကြီးနဲ့ပတ်သက်ရင်လုံငယ်ချင်းကလေးဝင်လာတတ်တယ်ခင်ဗျားတို့ပြောတယ်ယရနာပုံဆိုင်ကိနဲ့ဆိုင်လို့တားရွှေအိုထားလာတယ်လို့ငွေကြီးတွေဟာအေကန်တိတ်ထကိုဝင်လာတတ်တယ်လုပ်ငန်းကိစ္စအလုပ်ကိစ္စယင်းနီးမှုမှန်သမျှဟာကို့အတွက်ကိုလက်ရှိမှာခြေတူဆောင်ရလှုပ်ဆောင်ပြီးအားသာမှုကိုရယူပါ တကယ်ကိုရှေ့တူဆောင်ရပြီးတော့ကံကောင်းမှုတွေရရှိပါလိမ့်မယ်။အလုတ်တဲ့လှုပ်ဆောင်လို့ပဲမိတ်ဆွေများရှေ့တူဆောင်ရလှုပ်ဆောင်မှအားသာပါတယ်။တို့ရတွင်တဦးနဲ့တယောက်တည်းလှုပ်ချင်းတဲ့နှစ်ဦးနှစ်ယောက်လှုပ်တာမျိုးမိမိအိမ်တော်ဘက်နဲ့တိုင်မင်တာမျိုးသူမဟုတ်နှစ်ဦးနှစ်ယောက်ဆက်တူပြီးတော့အတွေးခေါ်လေးတွေကိုတစ်ချိန်နှစ်ချိန်သုံးချိန်လောက်စဉ်းစားပြီးတော့မှလှုပ်ဆောင်ရှာမှတ်ပါမိမိတဦးနဲ့ဆောင်ရချစ်တဲ့နှစ်ဦးနှစ်ယောက်ဆောင်ရတာမျိုးတွေရအပူပူကောင်းမှပါတယ်။အထူးသဖြင့်ကွန်ပျူတာကြောက်တဲ့အဆရှိတဲ့လုပ်ငန်းတွေ အဲဟိုဆိုတာလို့ပေါ့ငွေကြေးဆိုင်ရာမှာအစုရှယ်ယာစုကြီးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်အလူတာနာကိစ္စနဲ့ပတ်သက်တာတွေအကျိုးပေးတယ်လူမှုကုစည်းအကူအညီမှုကိစ္စမျိုးတွေအကျိုးပေးတယ်အပျော်ပါးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေဖျော်ဖြေရေးဆိုင်ရာလုပ်ငန်းလေးတွေအမှုပညာပကြီးပဟုပေးတင်ပေးတာဆန့်ကျင်သရုပ်ဆောင် အစိုးအကအရေးအတိသူခုမနဲ့ပတ်သက်သောလုပ်ငန်းတွေအဲဆရာလို့ချူတင်လို့ဆရာတဲ့အဘေးတင်အလုပ်တွေအမျက်လာပြရတဲ့ဆရာမင်းသားတော်မဟုတ်တော့အဲချူတင်လို့ဆိုဘေးတင်ဆရာအလုပ်တွေထင်ပေါ်ကျော်စောမှုဂုဏ်သတင်းကြီးမှုနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်တဲ့အလုပ်တွေမှာတောက်ကြသားသမီးတွေကလက်ရှိမှာအကျိုးပေးအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောအပတ်တာအပိုင်းချဖြစ်ပါတယ်။တတိထားမှာတော့ဘာကိုဖြစ်ဖြစ် စေတနာကိုအတွက်တော့ဘာကိုလုပ်လို့ကောင်းမှုမင်းပဲသူတစ်ပါးကိုစေတနာကိစ္စလေးတွေမှာဝေဒနာမပြစေနဲ့ပြီးတော့မိမိအလုပ်တဲ့အလုပ်တွေကိုစကားကိုပေါ်အောင်မပြောမိစေနဲ့မိမိပြောလိုက်တဲ့ကိစ္စလေးတွေကိုသူတစ်ပါးကမိမိရဲ့အကြံစီတွေးခေါ်တွေကိုယူသွားတတ်တယ်အဲမိမိရဲ့အတွေးခေါ်အကြံစီတွေဖွင့်ပြောလိုက်ခါမှာအပြတ်သဘောတွေစောင့်တတ်တဲ့အတွက်တော့ဒါလေးကိုတတိထားစဉ်းကျင်ပေးဖို့လိုအပ်ပါတယ် အမျိုးသမီးများနိုင်ငံခြားခရီးသွားနဲ့ပတ်သက်သောလုပ်ငန်းတွေချိတ်တူဆောင်ရွက်လှုပ်ဆောင်မှာ passport လုပ်ငန်း visa လုပ်ငန်းတွေနဲ့ပတ်သက်ရင်ချိတ်တူအားသာခြင်းခေါင်းမုံခြင်းတွေတိုးတက်ခြင်းတွေရရှိတာမျိုးနေချရေချအရရှဘာသာရှတိုင်းတစ်ပါးတွေရအကူအညီကိုရရှိတတ်တယ်အမျိုးသားတွေအရောဆိုရင်တော့မိမိကိုယ်တိုင်ဦးစီးဦးဆောင်လှုပ်ရှင်းတဲ့အမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုနဲ့ရယူပြီးတော့စွမ်းဆောင်မှာပုံမှုပြီးတော့ကံရဲ့နှင်းမြန်မှုချောမွေးမှုနဲ့ကံကောင်းမှုကိုရရှိတတ်သောအပ္ပတ္တကာလဖြစ်ပါတယ်ခင်ဗျာလူငယ်တွေအရှိရင်မှာတော့ စစ်ဆက်ကြောင်းလန်းခြင်းစကားပြောဆိုခြင်းတွေတမိအီးစားတွေတဦးနဲ့တဦးတယောက်နဲ့တယောက်နော်ဟိုဆွနာလို့ပေါ့နှစ်လွာပေါင်းမှတရွတ်ဆိုတဲ့အတိုင်းပဲမိမိအနေနဲ့အဲဆွနာလို့ပေါ့ရှင်ရအချီးကြီးမှဆိုရင်တော့အချီးကြီးဘဝကိုရက်ပြီးတော့နှစ်လွာပေါင်းမှတရွတ်ဆိုတဲ့အတိုင်းအိမ်တော်ပြုခြင်းစစ်ဆက်ခြင်းပြောဆိုခြင်းတွေမှာအားသာပြီးတော့အခွင့်အလမ်းကောင်းတွေရရှိတတ်ပြီးတော့ပြုလုပ်လို့ရပါတယ်မင်္ဂလာရရွေးချင်ဆရာကနားလာရွေးလို့ရပါတယ်ခင်ဗျာသို့တော့တူနဲ့တူတယောက်နဲ့တယောက်ဝေးกว่าနေသူတွေတမိကြီးစားမြတ်အနေနဲ့ကတော့တယောက်နဲ့တယောက်တယောက်ကအနိုင်လိုချင်လို့ ဂျား၃ဂျားဆက်နာလို့ပေါ့ဂျားကိစ္စလေးတွေကြောင့်ပြဿနာတက်တတ်တယ်အထူးသဖြင့်ဖောက်ပြန်မှုလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သို့မဟုတ်ရင်ဆွေမျိုးသားချင်းကိစ္စညီကိုနင်းရဲ့အဟိုကတော့ဘလို့ငါ့ရဲ့မောင်ကတော့ဘလို့ဆိုတာမျိုးလေးတွေအကြောင်းပြုပြီးတော့မတော်ဟာသီးတော့အမျိုးကိုအကြောင်းပြုပြီးတော့ပြဿနာတိုက်ခိုက်လေးတွေသို့မဟုတ်အပြောအဆိုမခံတာမျိုးလေးတွေကြောင့်တော့နှုတ်မကျူးကိုလိုအပ်ပြီးတော့ဒီပြဿနာလေးတစ်ခုကလွှဲရင်ကျန်တာပါမှမရှိလာပါဘူးထို့ပြင်မိတ်ဆွေတို့အနေနဲ့ ရှင်ကြီးမှဆိုရင်တော့ချစ်သူကြီးစားမရှိသူတွေမိမိချစ်တော်မြတ်လို့တော်သူကိုပြောဆိုတဲ့အခါမှာကိုကိုယ်တိုင်တိုက်ရိုက်ပြောဆိုခြင်းထက်တူတူယောက်ရဲ့အကူအညီဂျားလူကလေးနဲ့ခံပြီးပြောဆိုတာဟာကံကောင်းမှုနဲ့တိုးတက်မှုတွေရရှိနိုင်တော်အပ်တာဖြစ်ပါတယ်အိမ်တော်ကြီး ူတို့ချက်ချပါပဲတောက်ကြတောင်းမိမိတ်ဆွေများအိမ်တော်ရှင်များဖို့ကတော့မိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ငကူကအစင်မပြေမှုလေးနားလည်မှုတွေအောင်လက်ရှိမှာနားလည်မှုတွေရနေပြီးတော့အေးချမ်းမှုနဲ့အိမ်တော်ဘက်ရဲ့အထောက်အကူအကူအညီကိုရရှိတတ်သောကံမျိုးဖြစ်တဲ့အတွက်ဘာလို့လို့လို့အခက်အခဲကြုံနေတဲ့မိတ်ဆွေများဖို့ကတော့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့တိုင်မင်းညှိနှိုင်းတာမျိုးအကြံစီအကြံအကောင့်ထည့်လေးကိုအရေးတော်ဝင်လို့ပြောဆိုကြည့်ကြည့်ပါ တကယ်ကိုထူးခြားမှုတွေကောင်းမှုတွေရရှိပါလိမ့်မယ်။ထို့ပြင်ဖခင်တို့မဟုတ်အဖေတို့မဟုတ်မိမိရဲ့လင်ယောက်ျားကိုဖြစ်စေဘုရားကျောင်းဆောင်ကိုဖြစ်စေဆွဲမှတ်တာမျိုးအုတ်ထုတ်တို့ဥကောင်းတို့နဲ့ပတ်သက်ပြီးဆွဲမှတ်တာမျိုးတွေဆိုလို့ကျရင်တော့မိတ်ဆွေတို့သိကြပါရဲ့ထီကန်ဆန်းမှာထီရထီပေါက်တယ်လို့ငွေဝင်တာမျိုးအမွေရတယ်လို့ငွေဝင်တာမျိုးတွေလုံငန်းရင်းကနေဝင်လာတတ်တော့အပတ်တာပိုက်ချာကာလာဖြစ်ပါတယ်ခင်ဗျာ ဒါပြင်မိတ်ဆွေတို့ဒီပတ်တာတော့ဒီမှာတနင်္လာသားသမီးစနေသားသမီးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့အကျိုးပေးသောအရာအနေနဲ့စင်ဆွေရောင်အဝါရောင်မိုးပြရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုအားသာကောင်းမွန်တိုးတက်နိုင်ပါတယ်အကျိုးပြုသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့နှစ်ကဏ္ဍရှစ်ကဏ္ဍဒါပြင်မိတ်ဆွေတို့အနေနဲ့ဟိုကဏ္ဍအတွဲလေးအပူလေးတွေပေါ့နှစ်နှစ်အပူဘူချစ်ချစ်အပူလေးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့တူးတီးပေးနိုင်အောင်တော့ကံကောင်းစေနိုင်သောအပ္ပတ္တကာလဖြစ်ပါတယ် အဆဆရရအစဉ်ပြေမှုတွေရရှိစေရအတွက်မိမိတို့ရဲ့အပြိုင်ဆိုင်တိုက်ခိုက်တွေများနေလို့ရှိရင်မိမိကိုလိုက်ပြိုင်နေမိတ်ဆွေမိမိကိုတကယ်လဲအမှန်တကယ်ပြိုင်ပြီးတော့မကောင်းကြံနေတဲ့သူတွေပေါ်လာခဲ့လို့ရှိရင်အဲ့ဒီသူရဲ့နာမည်ကိုတီရှူးပေါ်မှာ ကြီးပြီးတဲ့အခါလက်ကနေလုံးချီပြီးတော့နေစဉ်အမိုက်ပုံးလေးတွေပြစ်ထည့်လိုက်ပါဒါဆိုရင်ကိုယ့်ကိုလိုက်ပြိုင်နေတဲ့သူတွေဟာအဝေးကိုပကြခင်လွှဲစင်ကင်းပြောက်သွားပါလိမ့်မယ်အဆက်ဆက်အရာရာအရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါထင်ပေါ်ခြင်းကြော်စောခြင်းနဲ့ကောင်းသောဂုဏ်တရင်ကြီးအောင်လို့မျက်စွာပြရမှာဖြစ်စီရေမွေးတမှုလူကမိမိကိုယ်တိုင်ကလည်းအဲလက်ပေါ်ဝါမှာဖြစ်စီအမွေးနဲ့တာပါဖြစ်စီဥကောက်မှာဖြစ်စီဖျန်းသွားပြီးတော့လှုပ်ဆောင်ရင်အရေးကြီးတဲ့ကိစ္စတွေပြောဆိုတဲ့အခါမှာကွန်ပျူတာချီပြီးကံတရားရဲ့ထောက်ကူကိုရရှိပါလိမ့်မယ်ခင်ဗျာ မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်ဆိုရင်တော့မိတ်ဆွေများခင်ဗျာမိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေကိုတရက်ရွက်လေးနှစ်ရွက်နဲ့เนาะမိတ်ဆွေတို့ရဲ့တရက်ရွက်လေးနှစ်ရွက်နဲ့ထိတွေ့ရိုက်ပို့ပြီးတော့ရောင်းလိုက်ပါဒါဆိုရင်ရောင်းထွက်သွားပါလိမ့်မယ်ခင်ဗျာအဆက်ဆက်ရရအဋိဌံပြုလို့လည်းတောက်ကြသာဆိုရင်မိတ်ဆွေများအဋိဌံပြုလို့တပါဆိုရင်တော့နမောတတဘဂဝါတော်အရဟတော်တမန်တန်ဖို့တတဆိုတဲ့ပတိကိုတနည်းကို6ပတ်လုံးနဲ့ 6ရက်တိတိအတိတ်တံဝင်မှာကန်တရားရဲ့တိုးတက်မှုတွေရရှိပြီးအဆင်ပြေလာပါလိမ့်မယ်ခင်ဗျာအဆက်ဆက်ရရအောင်မြင်ပြီးပြုလုပ်ရမယ်ငွေဝင်စီရအရေရာအနေနဲ့ဆိုရင်တော့ခင်ဗျာဘာမှမခတ်ပါဘူးမြက်စွာဖရားမှာ မုတ်လုံးကြီးပေါ်လှူပြီးငွေကြေးကိစ္စအဆင်ပြေဖို့စုတောင်းပါကအဆက်ဆက်ရရအောင်မြင်အဆင်ပြေသွားမယ်ဆိုလည်းပြောရင်းနဲ့စနေသားသမီးမိတ်ဆွေတွေရဲ့ဗတ်တာရှောင်းရံဆောင်ရံအတွက်ကန်ဂျမာခေါ်စတန်းကိုခေါ်ချပေးမှာဖြစ်ပါတယ်စနေသားသမီးမိတ်ဆွေများ925 Masla နောက်ဆုံးပတ်တွင်မှာမိတ်ဆွေတို့ရဲ့စိတ်ထဲမှာလက်ရှိမှာ ရည်မှန်းချက်ရည်ရွယ်ချက်တွေဖြစ်ရှင်တဲ့ဆန္ဒတွေဖြစ်လို့တဲ့ဆန္ဒတွေကို100%ဖြစ်အောင်ကြိုးစားပါမိမိအနေနဲ့ဖြစ်ရှင်တဲ့အရာတွေလုပ်ငန်းကိစ္စအောင်မြင်ခြင်းသလားအောင်မြင်အောင်လုပ်ဆောင်ပါအောင်မြင်အောင်လုပ်နိုင်တဲ့ကံမျိုးဖြစ်တဲ့အလုပ်ကိစ္စစီးပွားရေးကိစ္စဘာကိုမဆိုကိစ္စအဝဝမှာ dream to come to အိမ်မက်တွေအမှန်တကယ်ဖြစ်အောင်ကြိုးစားနိုင်တော့ကာလဖြစ်ပြီးတော့တကယ်ကိုအခွင့်အလမ်းကောင်းတွေကိုလည်းစောင့်လုပ်ပါမကြခင်မှာဖြစ်လာမယ့်ကိစ္စရည်မှတ်ထားတဲ့ကိစ္စတွေဂျင်းတေပေါင်းဖြစ်လာမှာဖြစ်တဲ့အပြင်ကို1986ခုကုံလုံးမကြမီမှာ 1389ခုကိုရောက်ရှိလာတော့မှာကဒါကြောင့်စနေဂျိုဟာထွန်းတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့စနေတွေဟာနောက်နှစ်ဟာမိတ်ဆွေများအတွက်ဖြစ်ပါတယ်လို့ကြားဖြတ်ဝမ်းသာစရာကျညာရင်းနဲ့ဆရာရဲ့1389အတွက်ဟောစတန်တွေကိုလည်းဆရာတင်ပေးပါမယ်လိလာပိုက်တော့မတင်တော့ပါဘူး89ကို review လုပ်ပြီး86ကို review လုပ်ပြီး89ကိုဆရာတင်ပေးပါမယ်ဆိုတဲ့အကြောင်းကိုဆရာကမဟာတကြံအတွက်ပါကြိုတင်ပြီးတော့ဂတင်းကောင်းပါရင်နဲ့မိတ်ဆွေကျမ်းမာရင်းနဲ့ပတ်သက်လာတဲ့အခါစနေသားသမီးတွေဟာ အမျိုးသမီးတွေဖြစ်တတ်တဲ့ကျမ်းမာရေးလေးတွေအထူးသဖြင့်အသွေးသားနဲ့ပတ်သက်တာမျိုးလေးတွေမှာဖြစ်စီနော်မိမဆိုတော့ဟိုဆိုတော့ဓာတ်မှာမိနေဆိုတဲ့အတိုင်းပဲနော်အမျိုးသမီးများအနေနဲ့ပို့တိလိုက်မယ်အမျိုးသမီးတွေဖြစ်တတ်တဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဓာတ်စာလေးဓာတ်သဘောလေးတွေမှာဗီယူဆိုင်ပါဆရာကတော့လူပြိုလည်းဖြစ်ခလေးလည်းဖြစ်မိမလည်းမရှိညီကိုအမလည်းမပါတော့ဆရာကဘာမှတိတ်တော့နားမလဲဘူးဒါပေမဲ့ကတ်မှာတော့အမျိုးသမီးအသွေးသားနဲ့ပတ်သက်တော့ကျမ်းမာရေးတွေတတိထားဖို့လိုအပ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိမှာအဲ ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာလက်ရှိငွေကြီးနဲ့ပတ်သက်ရင်တေးကြတဲ့ မိမိအနေနဲ့လက်ရှိမှာဆိုရင်တော့နည်းနည်းလေးဟိုစိုးရိမ်စရာမရှိဘဲနဲ့ကိုစိုးရိမ်နေတဲ့ငါမဒါကြီးမရှိရင်ရောဆိုရဲတန်လျာစိတ်လေးကိုကိုကိုအကြပတ်ကိုစဉ်းစားနေတာမျိုးရှိရဲဒီ mindset ကြီးကိုထုတ်လိုက်ပါမကြခင်အစဉ်ကိုပြည်လာပါလိမ့်မယ်ခင်ဗျာเนาะသို့တော့လက်ရှိမှာဆိုရင်တော့ငွေကြီးနဲ့ပတ်သက်လက်ထဲမှာရစရာတော့ရှိတယ်ဝယ်စရာတခုခုတော့ရှိတယ်သို့တော့ဘယ်ကဝင်မှန်းမသိသို့မဟုတ်ရင်ကျင်းသေးပါမလားဆိုပြီးကိုကိုကိုရောင်ရဲစိတ်ကလေးတွေကိုကိုကိုစိတ်တိုင်းမကြစိတ်ကလေးတွေငွေကြီးနဲ့ပတ်သက်လို့များစွာတွေ့ရတတ်တယ်အပေါ်လိုလည်းမသုံးမှုစုတော့စုတယ်ဒါပေမဲ့တခုခုကိုရင်းနှီးဝယ်ဆောင်တာမျိုးလှုပ်ဆောင်တာမျိုး တိကြောင့်ငွေကြီးနဲ့ပတ်သက်လို့လက်ထဲမှာတော့အသက်ဒဏ်ပေါ်ဖို့အတွက်အမြတ်ငွေမရှိတာမျိုးပြရစရာမရှိတာမျိုးတွေဖြစ်နေတတ်သောကာလဖြစ်တဲ့သို့တော့ဘာမှတော့စိုးရိမ်စရာမရှိပါဘူးဒါပေမဲ့တခုရှိတာတတိကြားမှာကိုယ်စိတ်ကိုယ်ကိုကိုစိုးရိမ်ပူပန်နေတာလေးကို break and free ချော့ပြီးဖို့လိုအပ်ပါတယ်ခင်ဗျာအလုတ်ကအလုတ်ကိုင်းနဲ့ပတ်သက်လာရင်တော့သထဝါဆိုတဲ့ကံမျိုးကြာနေရတဲ့မပြိုလဲအောင်မပျက်စီးအောင်အတော်ကိုထိန်းယူနေရသောကာလဖြစ်တဲ့အလုံးနဲ့ပတ်သက်လို့လက်ရှိနေရအလုတ်ကိုင်းနဲ့ပတ်သက်ရင်ယာထုတိုးဖို့လားမျော်လင့်မနေနဲ့ လက်ရှိနေရာကနေမြဲအောင်တော့အများစွာစူးစမ်းနေရတာမျိုးလက်ရှိအလုပ်ကြီးမှတော့အဆင်ပြေအောင်တော်တော်ကိုထိန်းယူနေရတာမျိုးဖြစ်နေတတ်ပြီးအလုပ်နဲ့ပတ်သက်လို့ယာရုနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လာရင်တနည်းအားဖြင့်ကိုယုံခွတ်သွားခြင်းနဲ့စိတ်တွေလက်ရှိနေရာမှာမပြောဘူးတည်ကြတယ်တနည်းအားဖြင့်ပြောင်းလဲသွားခြင်းနဲ့စိတ်တွေလက်ရှိရှိတဲ့နေရာကနေပြီးတော့အဝေးဘုံတနည်းအားဖြင့်ပြောင်းရွှေ့ပြီးတော့လှုပ်ဆောင်နေနေတာမျိုးသူမဟုတ်လက်ရှိနေရာမှာတည်ကြတဲ့ဂျိတ်တွေပါဘာမပြောနေရမျိုးကြီးဂျုံမှာတက်ပါတယ်ယာရုတို့ဖို့ယာရုတက်ဖို့ အားနေပါတယ်ရာထုတို့ရာထုတက်ခါမှာမိမိစိတ်တိုင်းမကြတဲ့နေရာအရက်ဒေသကိုဖြစ်ရတတ်တဲ့အတွက်လည်းမဖြစ်နိုင်လို့ရှိရင်အခွင့်အလမ်းကောင်းတွေကိုရာထုနဲ့ပတ်သက်သောအခွင့်အလမ်းကောင်းတွေကိုတတိယဆင့်ကျင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ် ါအပြင်ဆွေမျိုးသားချင်းနဲ့ပတ်သက်လာတဲ့အခါမှာစေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ်။ညီအစ်ကိုမတော်မကိစ္စလေးတွေမှာစကားနှဲငယ်တွေအခိုက်အတန့်အပြောဆိုလေးတွေမျိုးမိသားစုအိမ်တွင်းရေးဆွေမျိုးသားချင်းအနှဲငယ်မတော်ဆက်သောကိစ္စလေးနည်းနည်းလေးသွေးနီးသားနီးသောကိစ္စလေးတွေမှာတော့အဲသူကကိုယ်ကစေတနာနဲ့ပြောပေမဲ့ဝေဒနာတွေဖြစ်သွားတာမျိုးမလိုလားအဖယ်နဲ့ဖြစ်ရတတ်တယ်။ဒါအပြင်ဖြစ်လို့တဲ့ကိစ္စကြည်မှန်းချက်ရည်ရွယ်ချက်မှန်တယ်များကိုကြိုတင်ပြီးတော့ဖွင့်ပြောခြင်းဟာအပြတ်သဘောကိုစောင့်တတ်တဲ့အတွက်တော့ဖြစ်ရှင်တဲ့ကိစ္စဖြစ်လို့တဲ့ကိစ္စတွေကိုမိမိရဲ့ဟောဒီရံပါထဲမှာတင်ထားပြီးတော့ မိစေတို့အနေနဲ့ဖြစ်လာတော့မှသာလုတ်ပြနိုင်တဲ့အကြောင်းကိုသာလုတ်ပြပါမဟုတ်ဘဲနဲ့တိုင်မြင်လိုက်ခါမှသူမဟုတ်ရင်အကြံပေးလိုက်ခါမှကိုယ့်ရဲ့စိတ်ဓာတ်တွေဝေဒနာဖြစ်ရတာမျိုးကိုကတော့ရိုးရိုးလေးပြောပေမဲ့တစ်ဖက်သူကအားနဲ့ကြအဖြစ်မြင်သွားတာမျိုးလေးကြုံရတတ်တဲ့အတွက်တော့ဒါလေးတွေပြုစိုက်ပါ အထူးသဖြင့်လေကြောင်းတို့စီတို့အပူတို့အဆက်တို့နဲ့ပတ်သက်တာလေးတွေစားတဲ့အခါမှာတတိထားစင်ကျင်ပေးဖို့လိုအပ်ပါတယ်စီနဲ့ပတ်သက်တာမျိုးလေးတွေမှာလည်းတတိထားဖို့လိုအပ်ပါတယ်မကောင်းတဲ့အတက်ပညာအတိုက်ခိုက်တွေသူများကြွေးတာလေးတွေမှာတတိထားစားပေးပါစုံပင်းတွေအစားပင်းတွေမကောင်းတဲ့အတက်ပညာ lobby အစီအရေတွေနဲ့ပတ်သက်ပြီးတော့မိမိကိုပီယာပင်ဖြစ်စေမကျင်တတ်လို့အပြောအဆိုထိုင်းမှန်အောင်လေးလံအောင်ပြူစားတိုက်ခိုက်တတ်တဲ့သဘောလေးတွေစောင့်နေတဲ့အတွက်တတိထားစင်ကျင်ပေးဖို့လိုအပ်ပါတယ်အထူးသဖြင့်မိမိနဲ့တတ်တူရွယ်တူမကင်တော်သူမဟုတ်လုပ်ငန်းမကင်တော် ဆွေမျိုးနည်းနည်းလေးနီးစပ်တော့ဒီလိုမျိုးသူမျိုးတွေကနေပြီးတော့ကိုယ့်ကိုမနာလိုလို့အတက်အကြံ့အကြာအဟံသားလေးတွေနဲ့ပြူစားတိုက်ခိုက်စီရင်တက်တဲ့ဓာတ်ရည်တွေရပြီးရအပင်လေးအတိုက်ခိုက်ပင်လေးတွေပြီးတော့တတိထားပြီးတော့အစာမကျူးကိုစနေဒီအိတ်ပဲကျူးလို့ရတယ်အစာမကျူးကိုလူအကြောင်းဆရာကထလာပြောလိုက်ပြရစီခင်ဗျာကောင်းပြီဒါအပြင်လူငယ်တွေအခြေရင်းမှဆိုရင်တော့မိမိအနေနဲ့ချစ်သူကြီးစားသမီးကြီးစားမရှိသူများအဖို့ကတော့ကြီးစားလဲရအိမ်တော်လဲကြာဖြစ်တတ်တယ်သို့တော့ သမီးသားမှအနေနဲ့ဆိုရင်တော့တဦးနဲ့တဦးတယောက်နဲ့တယောက်ဟွာသူသူဆက်ဆက်မှာပဲအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်တဦးနဲ့တဦးတယောက်နဲ့တယောက်ငွေကြီးအထောက်ကူတွေသို့မဟုတ်ရင်မေတ္တာရေးအထောက်ကူတွေရရှိတတ်ပြီးတော့မိမိရဲ့ရှစ်သောမြတ်လို့သောသူနာကနေပြီးတော့အကြံဉာဏ်ကောင်းနေယူရကြကောင်းနေအအကျင်နာကောင်းနေတစ္ဆာကောင်းနေရရှိတတ်သောကာလဖြစ်တဲ့အတွက်တော့အရှိနဲ့ပတ်တိုင်းတော့ငြိမ်းချမ်းခြင်းနဲ့ကောင်းမွန်ခြင်းကိုတွားနေတဲ့အတွက်ကြောင့်မလို့စနေသားသမီးမိတ်ဆွေတွေဟာအဲ လက်ရှိမှာဆိုရင်တော့အခြေအနေနဲ့ပတ်သက်ရင်တော့တည်ကြပါတယ်အဆိုးပါမှာတော့ဘာမှတွေ့မနေပဲနဲ့ကောင်းမွန်တဲ့ပတ်မှာအေးချမ်းမှုပတ်မှာတော့ရရှိနေတတ်တယ်ခင်ဗျာမေတ္တာကြီးနဲ့ပတ်သက်လို့အကူအညီတွေရရှိတာမျိုးငွေကြီးနဲ့ပတ်သက်လို့အကူအညီတွေရရှိတာမျိုးသို့မဟုတ်လို့ရှိရင်အဲဆရာလို့အကြံဉာဏ်ကောင်းတွေကိုရရှိတတ်သောကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့ခါမှာတော့အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းကတ်ကောင်းပါလေ we of fortune ဆိုတဲ့ကတ်ဖြစ်တဲ့သူကဘလောက်ပဲကတ်ခဲစီကမှုတအုပ်နဲ့တအုပ်တယောက်နဲ့တယောက်အဆင်ပြေအောင်ညှိနှိုင်းပြီးတော့ ပေါ်ပြလိုက်ပါအကန့်ကျမကောင်းကြီးမိမိရဲ့အိမ်တော်ဘက်ကောင်းကြီးမိမိရဲ့ဆွမ်းနာကိုအိမ်တော်ရိတ်ခန့်ကောင်းမှုတွေဟာမကြခင်များမကြရောက်ရှိလာတော့မယ်ဆိုတဲ့ကံလို့ဖြစ်ပါတယ်။ငကိုကပြောက်တော်သူပြလေးချာလင်းတွေ့ပါလိမ့်မည်။ထို့အတူပဲအဆက်အသွယ်ပြတ်နေသူတွေအစနာပြောက်နေသူတွေပြန်လဲပေါ်ထွန်းလာတတ်သောကာလပြန်လဲပြီးတော့မိမိရှိကိုဝမ်းသာစရာတည်င်းကောင်းတွေဂျင်းတွေပေါက်ကကြားရမယ့်ကာလအပိုင်းစားဖြစ်ပါတယ်။ ငကိုကအိမ်တော်ဘက်နဲ့ပတ်သက်လို့ဝေးကွာနေသူတွေတုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေလက်ရှိမှာတော့အခွင့်အလမ်းကောင်းတဲ့ကူညီမှုကိုရရှိတတ်တဲ့သားသမီးမရရှိတော့ဇနီးသားသမီးအိမ်တော်ရှင်များအဖို့တော့တားလာယရနာသမီးလှပြုကညာလေးတွေရရှိတတ်တော့အပတ်တာပိုင်ချဖြစ်တဲ့အတွက်ဘာသာတရားများများလုပ်ပြီးဖခင်မှာတစ္ဆာပြုဒိတ်တံဆူတောင်းမှာအောင်မြင်တိုးတက်မှုတွေရရှိစီမှာအတိအကျပဲဖြစ်တယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ အိမ်တွင်းရေးကိစ္စလေးတွေညံ့ပါတယ်။မိသားစုရေးကိစ္စလေးတွေညံ့ပါတယ်။အပျော်အပါးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေညံ့ပါတယ်။မိဟောင်းဆွေဟောင်းနဲ့ပတ်သက်ရင်တတိချာစီရင်ပေးရန်လိုအပ်ပါတယ်။ဘာကိုလှုပ်လို့အတွေးမလွန်ပါနဲ့။ဗဇက်ကဖရလက်ကကာယဖြစ်နေတတ်ပါတယ်။ဒါလေးကိုတတိချာစီရင်ပေးဖို့လိုအပ်ပါတယ်။လူအများကမိမိကိုတတိထားသောအလုပ်တွေမှာအတတ်နိုင်ဆုံးဘီယူဆိုင်ပါ။ထင်ပေါ်ခြင်းကြော်စောခြင်းတွေအားနည်းစီပြီးတော့မိမိကိုတပုတ်လေးလေးပြောတာမျိုးမကောင်းနဲ့ ်တည်နေလွှဲခံရတာမျိုးလေးတွေအဲဒီလိုမျိုးတွေကြုံရတတ်တဲ့အတွက်တတိထားစင်ကြပြီးဖို့လိုအပ်ကြောင်းနဲ့ဖြစ်နိုင်လို့ရှိရင်တော့ရန်အန်ဒီရဲ့ပြဿနာတိုက်ခိုက်တွေကိုဖြင်းရင်ချုပ်တတ်ပါလိမ့်မယ်အထူးသဖြင့်မိမိရဲ့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စကိုတပားသူကိုဖွင့်ပြောကြမှာအားနည်းချက်အဖြစ်အသုံးချတာမျိုးအိမ်ထဲကိုမိမိကိုမိမိရဲ့အကြောင်းအရာကိစ္စလေးတွေကြောင့်ရန်ပฏิပခဖြစ်စီသောစကားလုံးလေးတွေအငေါ်လေးတွေပြောဆိုတာမျိုးလေးတွေကြောင့်တော့စိတ်မကြည်မလင်ဖြစ်ရတတ်တဲ့အတွက်တော့ဒါလေးတွေကိုတတိထားစင်ကြပြီးရန်လိုအပ်ပါလိမ့်ခင်ဗျာအားကြံလို့ရစရာပညာရေး ညာရင်းနဲ့ပတ်သက်ရင်တော့ဂျိမ်းသေးပေါ့ကံကောင်းမှုကိုရရှိစေမဲ့ကံမျိုးဖြစ်နေတဲ့အတွက်တော့ညာရင်းနဲ့ပတ်သက်ဘာမှစိုးရိမ်စရာမရှိဘူးလို့ရင်လို့တလောက်ဖြစ်တယ်ဖြစ်တဲ့လောက်လည်းအထောက်ကူဖြူပြီးတော့အနာဂတ်အတွက်အထောက်ကူကောင်းလေးရရှိတတ်တော့အပတ်တာဘိုက်ရှာဖြစ်တဲ့အတွက်ညာရင်းနဲ့ပတ်သက်ရင်တော့ဘာမှစိုးရိမ်စရာမလိုပါဘူးကြံ့မာရေးလေးတဟဆတာတဲ့အောင်သာကြိုးစားရင်ဂျိမ်းသေးပေါ့အဆင်ပြေအောင်မြင်ပြီးတော့ဇဘူဒီပါလက်ရတောင်ကျွန်းဩဘာနမီထွန်းတဲ့ကံမျိုးဖြစ်ပါလေခင်ဗျာကောင်းပြီမိတ်ဆွေအဆက်ဆက်ရရအရေးကြီးတဲ့ကိစ္စလေးကိုပြုမှုဆောင်ရွက်တဲ့အခါမှာဟုတ်ပါ ကောင်းသောလက်မိတ်လေးနေနဲ့ဆောက်ပြီးတော့ဟုတ်လားကိုယ်ချင်းတီတီပေါ့မိမိဘာကိစ္စအောင်လုပ်မလဲအိမ်ဝိုင်းရှမ်းမြေရောက်ခြင်းလားဒီနေ့တော့အိမ်ဝိုင်းရှမ်းမြေရောက်ရပါစေဆိုပြီးတော့မြတ်စွာဘုရားရှင်ကိုအာရုံပြုပြီးတော့ကိုကိုတချင်းကိုအိမ်ဝိုင်းရှမ်းမြေရောက်ရပါစေဥပမာပေါ့နော်တခုခုပေါ့ကောင်းတာလေးဆူဆူတောင်းပြီးတော့အကျေးစီလေးတစ်ချက်တီးပြီးတော့အိမ်ဝိုင်းရှမ်းမြေရောက်ပါစေအကျေးစီတစ်ချက်ဒီကိုယ်ချက်တီးပြီးတော့နေ့စဉ်ဆူတောင်းပါလေဒါဆိုရင်ရည်ရွယ်ချက်ကြီးမှချက်ပြီးဝါပြီးတော့အောင်မြင်ပါလိမ့်မယ် တဲ့ခမရနော်တကြောင်တန်လေးတွေကိုပြုမှုဆောင်ရွက်ပါဒီဘက်ကတော့ဒီမှာအကျိုးပေးသောနေသားအနေနဲ့ဆိုရင်တော့တနင်္ဂနွေသားသမီးတွေရဲ့အထောက်အကူဘုံမျိုးရရှိတတ်တယ်လို့ဗုဒ္ဓဖူးသားသမီးတွေရဲ့အကြံဉာဏ်အတွေးခေါ်တွေဟာမိတ်ဆွေတို့အတွက်ကောင်းမွန်မှုတွေရရှိတတ်ပါတယ်အကျိုးပေးသောအရာဟာအဖြူရောင်အပန်းရောင်ဖြစ်ပါတယ်ပဋိသားဆင်နေရမယ့်အရာကတော့မိခိုးရောင်ကြက်သွေးရောင်ဖြစ်ပါတယ်အဆက်ဆက်အရာအစင်ပြေအောင်မြင်တိုးတက်စေရအတွက်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်ရောင်းထွက်ရောင်းသွက်စေဖို့အတွက်ဆိုရင် ဆနာလိုပေါ့စက်ကူကတ်သူစာရွက်လေးနဲ့၃ချက်တည်းဒီရိုက်ပို့ထိတွေ့ပြီးရောင်းပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်